ျွန်တော်လာမယ့်ဒီပတ်စနေတင်းတွင်မှာဆိုလို့ရှိရင်အင်္ဂလန်ပရီးမီးယားလိပွဲစဉ်စက်တစ်ကိုကစားသွားဖို့လည်းရှိရပါတော့။ဆိုတော့အဲ့ဒီအင်္ဂလန်ပရီးမီးယားလိပွဲစဉ်စက်တစ်မှာဘယ်အသင်းတွေကဘယ်ချိန်မှာကံမလဲ၊ဘလို့အချိန်လေးတွေရှိနိုင်လဲဆိုတဲ့ဥစားလေးကိုကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်တော့ဒါအကျိုးရင်ခုန်သွားမှာလည်းဖြစ်ပါတယ်။ကျွန်တော်ဒီလိုဗီဒီယိုဆုံးနဲ့ဒီလိုက်ကြည့်ပေးပါအောင်။ ားလုံးပဲမင်္ဂလာပါနဲ့ပြန်ဆုံကြပါစီ Midnight Football တောက်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်တော့ဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလာမယ့်စနေနေ့ကနေပေါ့နော်ရှေ့ရနေ့နဲ့9ရက်နေ့မှာဆိုလို့ရှိရင်တော့ဒါ England Premier League ပွဲစဉ်17ကိုကစားတော့မှာလည်းဖြစ်တယ်အဲပွဲစဉ်တွေပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့မကြည့်ကြင်ဆုံးတကယ်ကိုစိတ်ဒုက္ခလာလာပြီးပြီးကတိကအောင်ဖြစ်ရတဲ့နိုင်ငံတကာပွဲစဉ်ဝင်အောင်မှာပေါ့နော်ဆိုတော့အဲကြားထဲမှာလည်းကျွန်တော်တို့ England Premier League နဲ့အလံဝေးအောင်မှာဆိုတော့ အဲကျွန်တော်တို့ဒီကြည့်လို့ရတဲ့ပွဲစဉ်တွေမှာတော့အဝကြည့်ထားမယ်ပုံစံမျိုးပေါ့နော်ပြီးလို့ရှိရင်တော့ကြားမှာတစ်ပတ်နှစ်ပတ်လောက်ပြန်ပြီးခြားသွားမယ်ပြီးမှာပဲကျွန်တော်တို့ပြန်ပြီးတော့ကြီးကျူခွင့်ရမှာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒါထားပါဒါကတော့ကျွန်တော်တို့ကြုံလို့ပြောပြတာဒီစနေဒုနေ့မှာဆိုလို့ရှိရင်တော့ဒါအသင်းတွေပြီးငံပြည်မြလေးအသင်းတွေကစားသွားဖို့ရှိတယ်အဲ့ဒီထဲမှာကျွန်တော်ကဒီအင်္ဂလန်ပြည်မြလေးပွဲစဉ်ရဲ့စနေနေ့မှာကံမဲ့ပွဲစဉ်တွေကဘယ်ချိန်လေးဘလို့ရှိမလဲဆိုတဲ့ဥစ္စာလေးကိုကျွန်တော်ဒီနေ့မှာပြပြပေးသွားမှာလည်းဖြစ်ပါတယ်ဆိုပထမဦးဆုံးအစောဆုံးပွဲအနေနဲ့ဆိုလို့ရှိရင်တော့ True ကြပဲအရှိဆုံးတင်လာတာကတော့ Tottenham Hotspur အသင်းနဲ့ Manchester United အသင်းတွေရဲ့ပွဲစဉ်ပေါ့နော် Tottenham Hotspur အသင်းက ဂျားရဲမှာချန်ပီယံလိပွဲစဉ်တွေကစားခဲ့ရတဲ့အတွက်ကြောင့်ဒီပွဲစဉ်မှာပွဲပန်းမှုဒဏ်ကိုတော့ကြုံတွေ့ရလာနိုင်တယ်ပေါ့နော်ဆိုတော့အကြောင်းမလို့ဒီပွဲစဉ်မှာမန်ယူနိုက်တက်အသင်းနေနဲ့အနေငယ်အသာရရလို့ပြောလို့ရတယ်ဒါပေမဲ့အဝေးကွင်းဖြစ်တဲ့အတွက်ကြောင့်ထုံးစံနိုင်မယ်မန်ယူနိုက်တက်အဝေးကွင်းရဇယ်ကြီးကစုပ်ပြတ်တတ်နေရတဲ့အကြောင်းဘလို့အနေထားမျိုးဖြစ်လာမလဲကျွန်တော်လည်းချာမသိသေးဘူးအဲ့ဒီဥစ္စာလေးတော့ကျွန်တော်ပွဲစဉ်တုံးသက်ချက်လေးကိုဒါ ောက်ကြံနေလောက်ကြလို့ရှင်တော့ကျွန်တော်တင်ပေးမယ်ပေါ့နော်ဒီဘက်မှာတော့မဟုတ်ဘူးကျွန်တော်ရဲ့ The Weight of Man တဲ့မှာကျွန်တော်တင်ပေးမယ်အကြည့်ကျင်နေဆိုလို့ရှင်လာပြီးတော့အမှသွားပြီးတော့ကြည့်လို့ရတာပေါ့နော်ကျွန်တော်တင်ထားပေးမယ်ဆိုတော့နောက်တစ်ပွဲကကြတော့ည9နာရီခွဲမှာကစားတော့ဖို့ရှိတယ် Everton ရဲ့အင်ခွဲမှာကစားမှာပေါ့နော် Everton နဲ့ Fulham ပေါ့နော် Everton ရဲ့အင်ခွဲမှာကစားမှာဖြစ်တဲ့ကြောင့်ဒီပွဲစီကလည်းအကျင့်နေရှိနိုင်တယ်အာဒီလိုပွဲမျိုးတွေကမထင်မမှတ်တဲ့အကျင့်နေရှိနိုင်တယ်ဘာလို့လဲဆိုတော့ Everton ရဲ့လက်ရှိစွမ်းဆောင်ရည်အကြောင်းပေါ့နော်အဲကြောင့်မို့ဒီပွဲစီမှာလည်းအာမထင်မမှတ်တဲ့အကျင့်နေဖြစ်နိုင်တဲ့ကြောင့်အပွဲစီကလည်းစောင့်ကြည့်တဲ့နေရာမှာပါတယ်လို့ပြောလို့ရတယ်နောက်ထပ်9ပွဲပွဲစဉ်တစ်ပွဲကတော့ West West Ham United နဲ့ဘန်လီပေါ့နော် West Ham United တင်းရဲ့အင်ကွင်းမှာကစားတော့မှာဖြစ်တယ် ဘာပဲပြောပြ True Jazz နဲ့ West Ham က Newcastle ကိုအသင်းမျိုးတော်မှာဂိုးပြတ်နိုင်ထားတဲ့အတွက်ကြောင့်စိတ်သက်ကလည်းအမြင်ဆုံးအနေနဲ့ပြန်ပြီးတော့ရောက်နေတယ်လို့ပြောလို့ရတယ်လို့ Nino Nuno Espirito Santos ကလည်းစပြီးတော့ West Ham မှာချက်ပြုတ်နေပြီလားဆိုတဲ့မေးခွန်းလေးမေးစရာရှိတဲ့အတွက်ကြောင့်ဒီပွဲစဉ်မှာဘယ်လောက်ထိ West Ham လုံးပြနိုင်မလဲ။ Banlia လည်းအရင်ကြီးထင်ရင်ကြီးလောက်စရာမရှိဘူး။တန်းတက်တင်နေတယ်မှာနည်းလေးအခြေအနေမကောင်းတဲ့နှစ်သင်းရတော့အဲ Leeds နဲ့ Banlia ပဲ။ Banlia ဒီ Champion ship မှာတော့ဆိုလို့ရှိရင်တော့ပေးကိုမရှိဘူးပါညာဆိုပေမဲ့ဒီ Premier League မှာဆိုလို့ရှိရင်တော့အရင်ကြီးအဆင်ပြေနေတာတခုမှမရှိဘူးပေါ့နော်။အဲကြောင့်မလို့ဒီပွဲစဉ်မှာ West Ham ဘယ်လောက်လုံးပြနိုင် ိုင်မလဲဆိုတာကျွန်တော်စောင့်ကြည့်ရမယ်။ဒါပေမဲ့ဘန်လူလည်း short dollar လို့မရဘူးပေါ့နော်။အဲ့လိုပွဲတွေကမထင်မမနဲ့တည်ကြသွားတာတော့ WhatsApp တွေကရှုံးသွားတာမျိုးဒါမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်။ဆိုတော့အဲ့ဒီဥစ္စာလေးကတော့ကျွန်တော်ပွဲကျင်သွားချက်လုပ်ဝင်မှာတော့မဟုတ်ဘူး။အဲဒီမှာပဲကျွန်တော်ဒီတိုင်းပဲဒီလိုပွဲလေးရှိတယ်ဆိုတော့ဥစ္စာလေးကိုပဲကျွန်တော်ပြပြပေးတာပေါ့နော်။နောက်ထပ်ပွဲစဉ်တွေပွဲနေဆိုလို့ရှင်တော့ည7:00နာရီအတိမှကန်သွားမယ်။ဆန်နန်အင်းနဲ့အာဆင်နယ်အင်းတို့ရဲ့ပွဲစဉ်ပေါ့နော်။ဒါဆန်နန်အင်းရဲ့ Ingwen Stadium Stadium of Light မှာကစားတော့မှာလည်းဖြစ်တယ်။အာဆင်နယ်အင်းကအဝေးဝင်ပေါ့နော်။ဒါပေမဲ့ဒါကဘာမှသိစိတ်ပူကြမလို့ပါဘူး။ဒါပေမဲ့တစ်ခုတော့ရှိတယ်ဆန်နန်အင်း ဝင်းကောင်းတယ်လို့ဆက်လန်းလန်းအဒီကဒီတန်းတက်အတင်းတွေမှာတော်တော်လေးအဆင်ပြေပြေနဲ့ကောင်းတဲ့ကစားကစားသမားတွေလည်းရှိလို့ကစားကွက်လည်းရှိရနီးပြလည်းတော်တော်လေးကိုကျန်းတဲ့နီးပြဖြစ်တဲ့တော့ကြောင့် Libris ပေါ့နော် Libris ကလည်းတော်တော်လေးကိုကျန်းတဲ့နီးပြဖြစ်တဲ့တော့ကြောင့်ဒီနေ့ပွဲစဉ်မှာ Arsenal တင်းကိုဘယ်လိုဒုက္ခပေးနိုင်မလဲဆိုတာနေ့တော့စောင့်ကြည့်ရမယ်ဒါပေမဲ့မဖြစ်နိုင်ပါဘူးဘာလို့လဲဆိုတော့ Arsenal တင်းကဒီကဒီမှာအကောင်းဆုံးပဲဗျာဒီကဒီအကောင်းဆုံးအတင်းကိုပြောပါဆိုတော့ Arsenal ပဲခန်းစစ်ကလည်းလုံးဝကျွတ်စင်ပေါ့နော်တိုက်စစ်ကလည်းကျွတ်စင်ကစားသမားတွေဆိုလို့ရှိရင်၃သင်းစာလောက်ရှိတာဗျာ First line နဲ့ Second line နဲ့ Third line နဲ့မှာဆိုလို့ရှိရင်ခလေးရောင်ထဲ ယ်ပြီးတော့ဆော့လို့ရနိုင်တဲ့အနေအထားမျိုးတွေဖြစ်နေတာဖြစ်တော့ကြောင်းအာဆင်နယ်အသင်းကိုသွားပြီးရှော့တွက်လို့တော့မရဘူး။အဲကြောင့်မလို့ဒီပွဲစဉ်မှာလည်းအာဆင်နယ်အသင်းပဲအတားရသွားမယ်လို့ပဲကျွန်တော်ကထင်ပါတယ်။ဒါအာဆင်နယ်ပဲနိုင်သွားမှာပဲပွဲစဉ်ကတော့အဲ့ဒါလေးကိုတော့ကျွန်တော်ပွဲရုပ်သွင်းချက်ကတော့နီးမှာပဲထပ်ပြီးတော့လုပ်ပေးမှာပေါ့နော်။ပြီးညနှစ်နာရီခွဲမှာကန်သွားမှာတော့ Chelsea နဲ့ Wolf ပေါ့နော်။ပြန်ပြီးတော့တွေ့ပြန်ပြီပေါ့နော်။ဒီကြားထဲမှာပဲသူတို့ EFL ကမှတွေ့ထားတယ်။ EFL ကမှတွေ့တော့ဆိုလို့ရှင်တော့ Wolf ကဒါ3-4ဆိုတဲ့ reason နဲ့သူတို့အင်ကွင်းမှာရှုံးထားတာပေါ့နော်။အခုချိန်မှာဆိုရင်တော့ Chelsea တင်းရဲ့အင်ကွင်းမှာသွားပြီးတော့ Wolf ကထပ်ပြီးရှင်ပြန်မှာလည်းဖြစ်တယ်။ မလွယ်ပါဘူး move အတွက်ကမလွယ်ပါဘူးဘယ်လို့ဆိုတော့ညီးပြရလည်း ဗီတာပါရီကလည်းထုတ်ခံလိုက်ရပြီဆိုတော့ဒီပွဲစဉ်မှာလည်းသူတို့ကနီးပြမပါပဲနဲ့ကစားရမယ်ပုံစံမျိုးပေါ့နော်အရန်နီးပြနဲ့ပဲကစားရမှာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပွဲစဉ်ကလည်းလုံးဝမလွယ်ကူနိုင်တဲ့ပွဲစဉ်တစ်ပွဲအပြည့်သားပြောမယ်ဆိုလို့ရှိရင်တော့ Chelsea ပဲနိုင်သွားမယ်ပွဲစဉ်မှာဘာလို့ EFL လိုပွဲစဉ်မှာတော့မှ Chelsea စနေနဲ့နိုင်ခဲ့တာဆိုတော့ Premier League မှာဆိုလို့ရှိရင်အနိဋ္ဌာတိကလည်းရောက်နေပြီပြီးပြီးခဲ့တဲ့ဘက်ကလည်း London Derby မှာလည်း Tottenham Hotspur တို့အနိုင်ရထားတာဆိုတော့သူတို့ကစိတ်ဓာတ်ကြောက်မှုဘာညာမှာလည်းပို့ပြီးတော့တာနေရပြတော့ကြောင့်ဒီပွဲစဉ်မှာ Chelsea ပဲအသာရောက်သွားဖို့များပါတယ်အပွဲစဉ်ကလည်းကျွန်တော်ပွဲချုပ်သွင်းတဲ့ Chelsea နီးမှာပဲထပ် ီးတော့တင်းပေးမှာပေါ့နော်ဆိုတော့ဒီပွဲစဉ်တွေကတော့ကျွန်တော်စနေနေ့ညမှာကန်သွားမယ်အင်္ဂလန်ပရီးမီးယားလိပွဲစဉ်လေးတွေကိုကျွန်တော်အကြိုရင်ခုန်ပေးကြတာဖြစ်ပါတယ်လူချင်းမင်းတို့ကဘယ်ပွဲတွေက blue reset တွေဖြစ်မယ်လို့ထင်လဲဘယ်ပွဲတွေကစောင့်ကြည့်ပေးမယ်လို့ထင်လဲမိမိရဲ့ထင်မြင်စားချက်တွေဘယ်လိုရှိလဲအောက်က comment ထဲမှာဝင်ပြီးတော့မှတ်ငယ်ပေးလို့ရပါတယ်ကျွန်တော်ရဲ့ဒီ video ကိုတေးချာလေးကောင်းမွန်လေးကြည်လင်လေးကြည့်ကြတယ်ဆိုလို့ရှိရင် YouTube မှာလည်းတင်ထားပေးပါတယ် YouTube မှာသွားပြီးတော့ကြည့်လို့လည်းရပါတယ်ကျွန်တော်ရဲ့ဒီ channel လေးကိုကြားနေတယ်ဆိုလို့ရှိရင် like and subscribe like and follow နဲ့ပြန်ကူညီကြလို့ရပါတယ်ကျွန်တော်နောက်ထပ် video တစ်ခုကြမှာပြန်လည်တွေ့ကြတာပါ